မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာရွေးကောက်ပွဲအားလုံးပါဝင်မှုကိုအခြေခံရမည်ဟုစင်ကာပူပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲသည်ယုံကြည်စိတ်ထားရသောရလဒ်ဖြစ်ရေးနှင့်ပြည်သူ့ဆန္ဒထင်ဟန်ရေးအတွက်ငြိမ်းချမ်းရေးလုံခြုံရေးနှင့်အားလုံးပါဝင်မှုတို့အားအခြေခံရမည်ဖြစ်ကြောင်းစင်ကာပူနိုင်ငံသားရေးဝန်ကြီး BBN Balakrishnan ကလွှတ်တော်အတွင်းမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ် စစ်မှန်ခိုင်မာသည့်အမျိုးသားပြန်လည်တည်မြဲရေးအတွက်နိုင်ငံ၏အဓိကပါဝင်သူအလုံးတွဲဆောင်ဆွေးနွေးမှုများမှတဆင်ရရှိနိုင်မည်ဖြစ်ပြီးဖြည့်ရှင်းဆောင်ရွက်မှုများအားမြန်မာနိုင်ငံကသာဦးဆောင်ရမည်ဖြစ်ကြောင်းလည်း၎င်းကပြောပါရယ်ချက်ချင်းဦးစားပေးအနေဖြင့်အကြံဖတ်မှုများရောကြလာစေရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးများဝင်ရောက်ခွင့်ရွယ်ကူချုံးဝေစေရင်နဲ့တွဲဆောင်ဆွေးနွေးမှုများအတွက်အထောက်အကူဖြစ်စေမယ့်အခြေအနေများဖန်တီးလှုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း၎င်းကအကြံပြုပါရယ် လက်ရှိမြန်မာနိုင်ငံသည်အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေပြီးစင်ကာပူနိုင်ငံအနေဖြင့်မြန်မာအရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အားအကောင့်ထည့်ဖော်ခြင်းအပါအဝင်အာဆီယံနှင့်အာဆီယံဥက္ကဋ္ဌ၏မြန်မာနိုင်ငံဆိုင်ရာဂျိုးပန်းအားထုတ်မှုများကိုဆက်လက်ထောက်ခံသွားမည်ဟု၎င်းကပြောပါသည်စစ်တပ်အာဏာသိမ်းပြီး9နှစ်နီးပါးကြာသည့်အထိမြန်မာနိုင်ငံအခြေအနေမှာဆိုးရွားနေစေဖြစ်ပြီးနေပြည်တော်စွာထိန်းချုပ်ရန်ရှင်းပြိုင်နေရစေဖြစ်ကောင်းဤသည့်ဘက်ကမြအောင်ပွဲခံနိုင်ခြင်းမရှိသေးပေကျေပြန့်သောပြည်ပခါနှင့် မတည်ငြိမ်မှုများဆက်လက်ရင်ဆိုင်နေရကတိုက်ပွဲများကြောင့်အယက်သားထိခိုက်ဒဏ်ရာရရှိမှုများနှင့်အစုလိုက်အပြုံလိုက်နှီးရဆုံခွာမှုများရှိနေကြောင်းလည်း၎င်းကဆိုပါရယ်ပြည်ပခများကြောင့်စီးပွားရေးနှင့်လူသားချင်းစာနာထောက်ထားမှုအခြေအနေယိုယွင်းလာနေပြီးမလ28ရက်လှုပ်ခတ်ခဲ့သည့်ငလင်ကြီးအပ်ပြီးပြည်လဲထူထောင်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရိုးပန်းအားထုတ်မှုများအားအဟန့်အတားဖြစ်စေခဲ့သည်ဟု၎င်းကပြောထားပါရယ်ဆလပင်စစ်အုပ်စုအတွင်သဘောထားပြော့ပြောင်းသူမရှိ ပြီးခဲ့သည့်အပတ်တွင်ကွာလာလမ်ပူးတွင်ကျင်းပခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးမတိုင်ပြီးကာလာကြာမြင့်စွာဖြစ်ပေါ်နေသည့်နိုင်ငံရေးအကျပ်တဲအားအဖွဲ့ကြီးအနေဖြင့်ပို၍အလေးထားဖြည့်ရှင်းပေးရန်ပြောဆိုမှုများရှိလာခဲ့သည်ထို့သောပြောဆိုကြခြင်းမှာလည်းဆေးဥစုအတွင်နိုင်ငံတကာမှအကျိုးရှိရှိဆက်ဆံသွားနိုင်ပြီးသဘောထားပြောပြောင်းသူများရှိနေသည်ဆိုသောအမြင်ကိုအခြေခံထားလာသည်ကိုတွေ့ရသည်ထို့ယူဆချက်သည်မှားယွင်းနေသည်ဟုဩစတြေးလျရှိ The Interpreter တွင် Andrew Sell ကရေးသားထားသည် ဘော်နီဝင်းဤဆိုရှယ်လစ်အစိုးရပြုလဲသွားသည့်1988နောက်ပိုင်းမှစ၍သတင်းမီဒီယာများနှင့်နိုင်ငံကပညာရှင်များမှထိုသို့ရည်ညွှန်းပြောဆိုလာကြသည်အဆိုပါသဘောထားပြောပြောင်းသူများသည်အခွင့်အရေးပေးလာလျင်စေဆိုးရအဆက်ဆက်အုပ်စည်းလာသောစိတ်မှခက်ထန်သူများကိုဖြုတ်ချခြင်းအသာစီးရလာအောင်လှုပ်ခြင်းများပြုလာကြမည်ဟုပြောဆိုခဲ့ကြသည်။ 1988တွင်ဖွဲ့စည်းခဲ့သောနဝတအစိုးရသည်1990ရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်မပြုခဲ့တော့လေလွတ်လပ်စွာပြောဆိုခွင့်အဖွဲ့အစည်းများဖွဲ့စည်းခွင့်နှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုတွေ့လာရ၍အားတက်လာကြသည် SPDC အဖြစ်ပြောင်းလဲလာပြီးနောက်တွင်တော်လှန်ရေးအကြီးအကဲဘိုခင်ညွန့်အောင်ပြည်ပမှသတင်းခွေပန်တုံးသက်သူများကတိတိတတ်တဘောထားပြောပြောင်းသူဟုတစိမ့်ခန့်နေလာသည် ဤဒီမှာလည်းဘူခင်ညွန့်တီနိုင်ငံတွင်ပြဿနာအမြောက်များရှိနေသည်ကိုတည်ထားပြီးပြင်ပနှင့်လည်းပို၍ထိတွေ့ဆက်ဆံလာမှုကိုခွင့်ပြုလာခဲ့သောကြောင့်ဖြစ်သည်၂၀၁၁တွင်စတင်လာခဲ့သောစီကံတကြဒီမိုကရေစီကြောင့်စစ်တပ်အတွင်းသဘောထားအလဲလက်ရှိသူများကပြုပြင်ပြောင်းလဲရေးများအားပိတ်လာကြသည်ဟုသောအပြောသည်ပုံမှန်ရသည်ဟုဆိုရမည်ဖြစ်သည်ကျွမ်းကျင်သူတအူးကမူပါလီမန်အသစ်ကိုဖျော်ဖြောင်းသူများနှင့်အမာခံများအကြသတိကြီးစွာဟန်ချက်ညီနေခြင်းဟုဖော်ပြခဲ့ပြီး အဆိုပါအခြေအနေကိုစစ်ကောင်းဆောင်ကြီးဘိုးတန်းရွှေကထိန်းချုပ်ထားသည်၂021နောက်ပိုင်းလိလာသူပညာရှင်အနေငယ်ကစစ်တပ်အားစစ်တမ်းလျှောက်သို့ပြန်ပို့ကောင်းပြန်ပို့ပေးနိုင်ပြီးသဘောထားပြောင်းပြောင်းသူများကိုရှာကြည့်လာကြသည် ထို့သော ထို့သောသောအနေအထားမျိုးမတွေ့ခဲ့ရရှိခဲ့လျင်ပင် အစ်စ်အမှန်ပြောင်းလဲသွားအောင်လုံနိုင်စွမ်းရှိဖို့မရစေအိုစုအတွင်အခြေအနေများသည့်အမြဲတစေမရှင်းမလင်းဖြစ်နေတော့လေနှစ်ကြာလာသည့်အခါတွင် စစ်တပ်အစဉ်အဆက်အုပ်ချုပ်မှုအတွင်၌အမြင်အမျိုးမျိုးရှိနေသည့်ဆိုသောလက္ခဏာများရံဖန်ရံခါပေါ်ထွက်လာသည်အထက်တန်းစစ်ဘက်အရာရှိများအလုံးကနိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုစန့်ကျင်နေကြခြင်းမျိုးတော့မရှိအချို့ကအစိုးရအတွင်အယက်သားများပုံ၍ပါဝင်လာမှုကိုကြိုးဆိုသည်ဟုသော အပြောမျိုးလူသိရှင်ကြရောနောက်ွယ်တွင်ပါပြောဆိုလာမှုများတစ်ခါမဟုတ်တစ်ခါတွေ့လာရသည်2021မတိုင်မီအထိစစ်တပ်သည်တိုင်းပြည်ကိုချုပ်ကန်ထားမှုများတစ်ဖြည်းဖြည်းလျှော့လာပြီး အစိုးရနှင့်လူထုမှပုံမှန်လွတ်လပ်စွာလှုပ်ရှားခွင့်ပြုဖို့စဉ်းစားလာကြသည်ဒီလိုပင်ဆိုစီကမူစစ်အုပ်စုအတွင်ပျော်ပြောင်းသူများနှင့်အမှားကံများဟု၍ခွဲခြားမှုကိုလွန်လွန်ကျူးကျူးမဖော်ပြသင့်ပေ Modern Freedom ဆန်ရေးသားခဲ့တဲ့ကဲ့သို့ပင်အမြင့်တဘောတာများဤအမှတ်တကယ်ပြန့်နှံ့တည်ရှိမှုသည်ရှုပ်ထွေးလာပြီးအတွင်ပိုင်းတွင်မတူညီသောကိစ္စရများအပေါ်သဘောထားတသက်မထဲမရှိပေပုံမတိကျစွာပြောရလျင်ဘ ෝජ ုတ်ကြီးများအနေဖြင့်ရန်ဖန်ရခအခြေချင်းညင်းခုမှုများရှိခဲ့တော်လဲ ၎င်းတို့ရှုမြင်ထားသည့်ဒေါတာဝင်အရေး၃ပါးဆိုသည့်ဖြင့်စစ်တပ်သည်အမျိုးသားရဲ့အခမ်းကဏ္ဍအားအတိကနေရာမှပဝင်ရန်လိုအပ်သည်ဟုသောအခြေခံမူဝါဒဆိုင်ရာကိစ္စရပ်များတွင်ပြင်းထန်သောသဘောထားကွဲလွဲမှုများမရှိခဲ့ပေ။အနည်းဆုံးထိုရှုထောင့်မှတိမိဆိုလျင်စေုပ်စုအားအမြဲတမ်းအမှားကန်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုဆိုနိုင်သည်။သတိပြုသင့်သည်ကမြန်မာအားတစ်ချိန်ချိန်တွင်ကဲတင်ပေးနိုင်လိမ့်မည်ဟု ်လေးလာသူအများအပြားယူဆထားသည့်ဘုခင်ညွတ်သည်တိုင်းပြည်နှင့်လူထုကိုရရက်ဆက်ဆက်ဖိနှိပ်ခဲ့သည့်ထောက်လန်ရေးအဖွဲ့ကြီး၏အကြီးအကဲဖြစ်သည်ဆိုသောအချက်ပင်ဖြစ်သည်။2017တွင်စီကံတကြဒီမိုကရေစီအသွင်ထွတ်သွင်းလာခြင်းနှင့်2015ဒေါအောင်ဆန်းစုကြည်၏ NLD ပါတီအောင်ပွဲခံခဲ့ခြင်းများသည့်သဘောထားပျော်ပြောင်းသူများ၏အောင်ပွဲမဟုတ်ပေစစ်တပ်အတွက်အကျိုးရှိ၍သာခွင့်ပြုခဲ့ခြင်းဖြစ်သည်။၎င်းတို့စိတ်ထဲတွင်ထို့သို့ခွင့်ပြုနိုင်လောက်အောင်ထိန်းချုပ်ထားနိုင်ပြီး နိုင်ငံနှင့်စစ်တပ်အတွက်ထိုက်တင်သလောက်အကျိုးခံစားခွင့်ရလာပြီဟုလည်းရှုမြင်ခဲ့ကြသည်စစ်တပ်သည်သတင်းသမားများနှင့်တက်ကြွလှရှားသူများတခါတရံပုံဖော်ခဲ့ကြသလိုသက်သားတဲ့ရှိမနေသလိုအရာရာတိုင်းကိုသဘောတူညီနေကြသည်အဖွဲ့အစည်းတော်မဟုတ်အခြားအဖွဲ့အစည်းများကဲ့သို့ပင်ကိစ္စရပ်များအပေါ်ကွဲလွဲသောအမြင်များရှိနေကြသည်သို့သောတက်ကောင်းဆောင်များအလုံးတူညီစွာလက်ခံထားသည့်အခြေခံယုံကြည်ချက်များတဲတွင်စစ်တပ်အနေဖြင့်နိုင်ငံရေးရများကိုထိရောက်စွာထိန်းချုပ်ထားရန် လိုအပ်သည်ဟုသောအချက်သည်အဓိကနေရာမှပါဝင်နေသည်လက်ရှိမင်းအောင်လိုင်အောက်တွင်အမှုတော်ထမ်းနေကြသောစစ်အရာရှိကြီးများနှင့်၎င်းအပေါ်မမိတ်မတုံသစ္စာရှိမှုနှင့်တင်းမာသောခံယူချက်များရှိနေခြင်းကြောင့်ယာတူးတွင်မျက်နှာချင်းဖြစ်သည်အဆိုပါအချက်ကိုထည့်သွင်းစဉ်းစားသည့်အခါမြန်မာအတွက်နိုင်ငံသားအဆိုရများနိုင်ငံတကာဖွဲ့စည်းများနှင့်အခြားသူများမှဆွေးနွေးညှိနှိုင်းရေးအလျှော်အတင်းလုပ်ရေးနှင့်အနာခွဲဝေရေးတောင်းဆိုမှုများသည့်ဖြစ်စေခြင်းသောဆန္ဒသက်သက်ကိုတွေးတော်ပြောဆိုနေကြခြင်းဖြစ်သည်ဟုမှတ်ယူရပေမည်။ ပြည်သူတို့ဤတရားတော်စစ် မုတ်ချအောင်ရမည်ဆက်လက်ပြီးတော်လရင်ထိန်ချုပ်နေမြေများကိုစစ်တီအင်အားအကုန်ထုတ်သုံးပြီးကာကွယ်နေကြောင်းမရိယာပကဖထုတ်ပြန်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မရိယာမျိုးနယ်ပြည်သူကာကွယ်ရေးဖွဲ့ဟာစစ်အာဏာရှင်ဆန့်ကျင်တော်လရင်တိုက်ပွဲအတွင်းတော်လရင်ခြေလမ်းမရက်တံပဲစစ်တီအင်အားအကုန်သုံး၍တိုက်ခိုက်နေကြောင်းထုတ်ပြန်ထားပါတယ် မရိယာပကဖအအနေနဲ့မရိယာပကဖအအနေနဲ့မရိယာမြို့နယ်အတွင်းစစ်တီအင်အားအကုန်ထုတ်သုံးပြီးထိန်းချုပ်နေမြေတွေကိုအစွမ်းကုန်ကောက်ွက်နေတယ်လို့ဤဆက်ရဒေါ်လာရင်းညီနောင်အဖွဲ့တွေရဲ့စိုးမိုးနေမြေတွေမှာလည်းတက်စွမ်းတမျှသွားရောက်ကောက်ွက်နေတယ်လို့ဆိုပါတယ်တစုံတယောက်ရဲ့တိုက်တွန်းမှုကြောင့်လှုပ်ဆောင်နေတဲ့တော်လန်ရေးမဟုတ်ပဲကိုတီစိမ့်နဲ့ကိုလက်နက်ကင်လမ်းစဉ်ကိုတီကြပြတ်သားစွာလှုပ်ဆောင်နေတာကြောင့်ဘေသူတဦးတယောက်ရဲ့ဟန်တာနှောက်ယှက်မှုကြောင့်မှတော်လန်ရေးခြေလမ်းကိုလုံးဝရပ်တန့်မှာမဟုတ်ဘူးလို့လေမရိယာပကဖကဆိုပါတယ် အများပြည်သူလိုလားတောင်းတတဲ့ Federal Democracy ပန်းနိုင်မရောက်မချင်းရန်သူကိုမျက်နှာမှုပြီးတိုက်ခိုက်တာပြည်သူလူထုရှေ့မှာမမမမတ်ရက်တီသွားမယ်လို့အတည်ပြုထားပါတယ်။မရီယာမျိုးနဲ့ပြည်သူကာကွယ်ရေးဖွဲ့ဟာတော်လန်ရေးစတင်ချိန်ကတည်းကရရလက်နဲ့ဆွဲကင်တော်လန်ခဲ့ကြတာဖြစ်ပြီးပြည်သူအာဏာပြည်သူထံပြန်လည်အနှံပြီးမှသာသက်ဆိုင်ရနေပေအသီးသီးမှနိုင်ငံတော်ဝင်ကိုကြောင်းလဲထမ်းဆောင်ကြမဲ့ရဲဘော်ရဲဘက်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။